ဒီကနေ့ညမှာရှင်မြိုင်ထုတ်သက်ခဲ့တဲ့ Israel Fighter Gordon နဲ့ထုတ်သက်ခဲ့တဲ့ပွဲမှာတော့အမွေကအတော်ကိုရုံးပြသွားခဲ့တာကိုတွေ့ရပါတယ်။မကောင်တော်တော်လေးကောင်းတယ်လို့တစ်ဖက် Fighter ကိုရှယ်ထုတ်ပြသွားခဲ့တာကိုလည်းတွေ့ရလို့မြန်မာပြည်သက်တွေကတော့သဘောကျနှစ်တန်နေကြပါတယ်။တစ်ဖက်ပြိုင်ဘက် Fighter ကလည်း Fighter ကောင်းတယောက်မို့စိုင်ထိုးပြိုင်ထိုးနဲ့ပွဲပြီးမှာတော့အမွေကအမှတ်နဲ့ရှုံးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။မြန်မာဖိုင်တာတွေရဲ့တတိသွေးရှော့တွက်မရသလိုစာမသေးဘူးဆိုတာကိုလည်းအရင်ပြီးခဲ့တဲ့စူပါရေချမ်းနဲ့အခုအင်ဝီတို့ရဲ့ပွဲကိုကြည့်မယ်ဆိုရင်တော့သိနိုင်ပါတယ်။ ဒီပွဲကတော့ပြိုင်မဲ့ fighter အကြောင်းကိုသိထားပြီးသားမို့မမျှကြဘူးလို့ပွဲမစခင်ကတည်းကကြိုသိထားပြီးသားပါရှင်ဘာလို့လဲဆိုတော့ Israel fighter ကသူထိုးတက်ခဲ့တဲ့ပွဲစဉ်လေးတိုင်းမှာလေအနိုင်ယူပြပြီးတော့ပြိုင်ဘက် fighter ကိုအလဲချိုးအနိုင်ယူနေသူတယောက်ဖြစ်နေလို့ပါအခုပွဲမှာဆိုရင်လည်း fighter နှစ်ယောက်စလုံးက၃ချီစလုံးအကျင့်ရင်နဲ့ထိုးတက်ခဲ့ကြတာကိုလည်းတွေ့ရပါတယ်အပြိုင်အဆိုင်နဲ့သူနိုင်ကိုနိုင်ထိုးတက်ခဲ့ကြသလိုပြိုင်ဘက် fighter ကြောင့်ပထမအချိန်မှာပဲအင်ဝင်နဲ့ထင်ကွဲသွားခဲ့ရပါတယ် တကယ်လို့ဒါအင်ဝီသွေးမထွက်ခဲ့ဘူးဆိုရင်တော့နိုင်မဲလို့လည်းထင်ပါတယ်။ဘာပဲဖြစ်ဖြစ်ပါတတိနဲ့ဇမသေးဘူးဆိုတာပြလိုက်တဲ့အင်ဝီအတွက်တော့အကုန်ယူပါတယ်။ရှုံးပေမဲ့မြန်မာပြည်သက်တွေအကြိုက်တွေ့ခဲ့တဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ခဲ့ပါတယ်နော်။အရန်ကြည်ကောင်းတဲ့ပွဲလည်းဖြစ်ခဲ့ပါတယ်အင်ဝီရဲ့။ ပရိသတ်တို့ရောအင်းဝင်ရဲ့အခုရှင်မြိုင်ထိုးတက်သွားတဲ့ပွဲကိုသဘောကျပါရဲ့လားရှင်အကျိနဲ့ရှင်မြိုင်ထိုးတက်ခဲ့ကြတာဖြစ်လို့လေပရိသတ်တွေကသဘောကျခဲ့ရတဲ့ပွဲဖြစ်မယ်လို့လည်းထင်ပါတယ်အရန်ကောင်းတဲ့ဖိုင်တာနှစ်ယောက်စလုံးကိုဒီကနေ့ညမှာ bonus ပေးတဲ့လို့လည်းထင်ပါတယ်နော်ဒီညမှာရှင်မြိုင်ထိုးတက်ခဲ့တဲ့မြန်မာဖိုင်တာနှစ်ဦးဖြစ်တဲ့အင်းဝင်နဲ့သွေးလင်းချက်တို့မှာတော့အင်းဝင်က SR ဖိုင်တာကိုအမှတ်နဲ့ရှုံးနေခဲ့ရပြီး သွေးလင်းချက်ကတော့ time fighter ကိုယုံကြည်မှုရှိရှိထိုးသက်ပြသွားခဲ့ပြီးတော့အမှတ်နဲ့အနိုင်ယူကစားသွားခဲ့ပြီဖြစ်ကြောင်းအခုဗီဒီယိုကိုတင်ဆက်နေစမှာပဲသိရှိရပါတယ်။ကဲပရိသတ်ကြီးတို့ရေဒီကနေ့ညမှာရှင်ပြိုင်ထိုးသက်သွားတဲ့မြန်မာ fighter နှစ်ဦးရဲ့ပွဲစဉ်လေးထဲမှာဘသူ့ရဲ့ပွဲစဉ်ကိုသဘောအကျဆုံးလဲဆိုတာပြောသွားပေးခဲ့ကြပါဦး။ကျမတို့ရဲ့ channel လေးကို like and subscribe လေးမလုပ်ရသေးဘူးဆိုရင်လည်း like and subscribe လေးလုပ်ပေးပါဦး။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်နော်။